ခုနှစ်ရက်သားသမီးအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ မယိုရာပေးတဲ့ချိန်တွေမှာကြိုးဆိုပါရယ်ဒီနေ့မှာတော့အင်္ဂါသားသမီးများကြိုတင်ချိန်စနိုင်ရန်အတွက်ဆရာထက်မြတ်အောင်ဂမီရပေတဲ့မှာဟောကြားထားသော1380ခုနှစ်အတွက် တနစ်စာဟောစရံကိုပြည့်ပြည့်စုံစုံဖတ်ကြားပေးထားပါရယ်အစီအစဉ်လေးမစခင်မှာတဦးစေတနာတဦးမြတ်တာဆိုသလို subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုပါရစေအစ်စ်တင်တိုင်းသိရအောင်လဲဘေးနာကခေါင်းလောင်းလေးကိုနှိပ်ထားဖို့မမေ့နဲ့နော် အင်္ဂါသားသမီးများအတွက်တနစ်စာဟော့စတန်ကံဤသဘောယခုနှစ်1389ခုနှစ်ကတော့အင်္ဂါသားသမီးများတိုက်နေရ၌ရောက်ရှိနေတာဖြစ်သည့်အတွက်ကောင်းသောမင်္ဂလာနှစ်သစ်လို့ခေါ်ရပါလိမ့်မယ်ပြီးခဲ့တဲ့နှစ်ကပင်ပန်းခဲ့သည်မျှကြတဲ့ခက်ခဲခဲ့သည်မြဒီတနှစ်မှာတော့အင်္ဂါသားသမီးအများစုအတွက်အမောပြေစေနိုင်မဲ့နှမျိုးဖြစ်ပါတယ် နမေအသက်အပိုင်းခြားနဲ့မူလစာရာတွေမှာကောင်းသောကံတွေနဲ့တိုက်ဆိုင်နေတဲ့အင်္ဂါသားသမီးများအတွက်ရည်ရွယ်ချက်များကိုအကောင့်ထဲပေါ်နိုင်ခွင့်ရရှိခြင်းနှင့်ချမ်းသာအောင်မြင်ခြင်းတွေဖြစ်ပေါ်လာနိုင်သောကောစာနှစ်သစ်ဖြစ်ပါသည်ယခုနှစ်အင်္ဂါသားသမီးများကံရဲ့မျက်နှာသာပေးမှုတွေအပြင် အတိတ်ကပြုခဲ့သောကုသိုလ်ကံအကျိုးဆက်တွေပြန်လည်ခံစားခွင့်တွေရရှိနိုင်သောနှစ်ဖြစ်သည့်အကျိုးခံစားရစရာကံများပေါင်းစည်းခြင်းနှင့်ဘဝရည်မှန်းချက်များတိုးတက်အောင်မြင်နိုင်သောကံအကြောင်းတရားများများစွာကြုံတွေ့ရနိုင်သောနှစ်ဖြစ်ပါသည်ကံကြမ္မာကအလိုရောက်ပေးတဲ့ကံကောင်းမှုတွေနဲ့ရလာတဲ့အခွင့်အရေးတွေပေါ်မှာအကျိုးရှိရှိအတုံးချလှုပ်ဆောင်သွားမယ်ဆိုရင်ယခုနှစ်ဟာအင်္ဂါသားသမီးများအတွက် စိတ်ချမ်းမြေ့စရာများစွာကြုံရနိုင်ပေမည်။ စိတ်စေတနာကောင်းသူမေတ္တာတရားပြေဝသူတွေအဖို့ယခုနှစ်ကာလဟာတံပြန်တက်ရောက်လာနိုင်တဲ့အကျိုးခံစား권တွေနဲ့ကံအထောက်ပံ့ကောင်းတွေကိုရရှိလာနိုင်ပါသည်။သို့သောညံ့သောအနေထားပိုင်းကနေပြန်လည်စတင်ရသောအနေထားမျိုးတွေကြုံရနိုင်သောနှစ်ဖြစ်တာကြောင့်ဒီလိုပြောင်းလဲမှုတွေကနေကောင်းသောကံခြေနေမျိုးတွေကိုရရှိလာနိုင်မှာဖြစ်တဲ့အတွက်ရဲရဲဝင့်ဝင့်ပြောင်းလဲမှုတွေကိုလက်ခံကျင့်သုံးစေခြင်းပါသည်။ ယခုနှစ်အင်္ဂါသားသမီးအများစုမှာမိမိအားကောင်းကျိုးပြုပေးမဲ့သူများလည်းအနာမှာစုဝေးလာနိုင်တဲ့နှမျိုးလေးဖြစ်ပါတယ်။ဒါတွေကိုအကျိုးရှိရှိအသုံးချတတ်မယ်အခြေအနေတစ်ခုကိုပါနက်စွာပြောင်းလဲမှုပြုလုပ်တတ်မယ်ဆိုရင်တော့အင်္ဂါသားသမီးများအတွက်ယခုနှစ်ဟာအများကြီးအကျိုးရှိစေမှာဖြစ်ပါသည်။ လူမှုရေးယခုနှစ်အင်္ဂါသားသမီးများအနေနဲ့လူမှုရေးကဏ္ဍတွေမှာကောင်းသောအကြောင်းအရာများနဲ့ကောင်းကျိုးပြုပေးမဲ့သူများမိမိအနီးအနားမှာဖြစ်တည်လာနိုင်ပါတယ်မိမိအနီးဝန်းကျင်မှာဖြစ်စေမိမိကိုယ်တိုင်ဖြစ်စေအလူအတန်းကိစ္စများကောင်းသောမင်္ဂလာအခမ်းအနားများပြုလုပ်ရနိုင်သည် အရှင်းမြောက်ရဲ့များတို့ညာအိညင်နေခီးထွက်ခြင်းရေရှည်ကိစ္စများတွားရောက်ဆောင်ရွက်ခြင်းများမပြုရပါအစ်စ်တဖန်ပြန်လဲစတင်ရသောအခြေအနေမျိုးကိုလည်းယခုနှစ်မှာကြုံရနိုင်ပါတယ်။နေရာဝန်းကျင်အပြောင်းလဲများဖြစ်လာနိုင်သည်အပြောင်းလဲများကိုလက်ခံနိုင်ဖို့နဲ့အစဉ်ပြေစွာပြောင်းလဲနိုင်ဖို့အတွက်စူးစမ်းရုံးကန်ရပါလိမ့်မယ်။ ယခုနှစ်အင်္ဂါသားသမီးများအနေနဲ့ဆရာသမားကအញ្ញန့်ရှိနေတာကြောင့်ဆရာသမားအတူရောင်များနဲ့ဆုံရခြင်းဆရာသမားတချို့နဲ့အတိုက်ခံဖြစ်ခြင်းများကြုံရနိုင်သည်စိတ်သက်ပိုင်းနဲ့ခံယူချက်များပြောင်းလဲရင်ကျက်လာနိုင်သည်ယခုနှစ်ဟာအောက်လက်ငယ်သားကံများကောင်းမွန်နေတာကြောင့်၎င်းတို့နဲ့ပတ်သက်ပြီးအကျိုးခံစားရမည်မိမိကိုအကျိုးပြုပေးမယ့်အောက်လက်ငယ်သားများရတတ်ပါသည် အချို့အင်္ဂါသားသမီးများမိဆွေကောင်းရတတ်ပြီးရတဲ့မိဆွေဟာမိမိထက်ငယ်ရွယ်ပြီးထက်မြက်တဲ့သူတော်တဲ့သူများဖြစ်တတ်ပါသည်၎င်းတို့နဲ့ပတ်သက်ပြီးအကူအညီထောက်ပံ့ကောင်းများရရှိနိုင်ပါသည်လူမျိုးခြားအကျိုးပေးတတ်သည်ယခုနှစ်အင်္ဂါသားသမီးများမိဆွေဟောင်းများနဲ့ပြန်လည်ဆုံတွေ့ရခြင်းအဆက်အသွယ်ပြည့်နေသောသူများနဲ့ပြန်လည်အဆက်အသွယ်ရရှိခြင်းများကြုံရနိုင်ပါသည်ယခုနှစ်အင်္ဂါသားသမီးများအနေနဲ့ကရုံးစပင်ပါသောသူများနဲ့တတိပြုပတ်သက်တင်ပါသည် ပရင်ဆောင်တာစိန်ဆောင်တာတတိပြုရမည်နှစ်ဖြစ်ပါသည်အညူယောင်ဝစ်စင်ချင်းလိမ္မော်ယောင်ဝစ်စင်ချင်းများရှောင်ရမည်အနောက်တောင်အရက်မှ ကောင်းကျိုးများရတတ်ပါသည်စိတ်ဖြစည်းစေသောစိတ်ထိခိုက်စေသောအရာများကိုတတ်နိုင်သမျှမတွေးပါနှင့် စိတ်ပျော်ရွှင်ခြင်းကလည်းယခုနှစ်အင်္ဂါသားသမီးများအတွက်ကံစားတာကောင်းမွန်ခြင်းကိုအထောက်ပံ့ပြုနိုင်သောနှစ်တစ်နှစ်ဖြစ်ပါသည် စည်းပွားရေးယခုနှစ်အင်္ဂါသားသမီးများရဲ့စည်းပွားလုပ်ငန်းပိုင်းတွေမှာတိုးတက်အောင်မြင်လွယ်သောကာလဖြစ်ပါတယ်။ကိုယ်ပိုင်လုပ်ငန်းဦးစီးနေသောသူများအဖို့အောက်လက်ငယ်သားများရဲ့အကျိုးပေးမှုခံစားရမည်အလုပ်သမားကောင်းဝန်ထမ်းကောင်းများရတတ်သောနှစ်လဲဖြစ်ပါတယ်။သို့သောလုပ်ငန်းခွင်အလုပ်ပုံစံအလုပ်နေရာအနေအထားတွေပုံစံဟောင်းကိုပြစ်ပြီးအတိတ်ပြောင်းချင်းလှုပ်ဆောင်ရသောအနေအထားမျိုးတွေကြုံရနိုင်သည် ယခုနှစ်မှစတင်မဲ့လုပ်ငန်းသစ်များယင်းနှီးမြုံနှံမှုများကို အင်္ဂါသားသမီးတွေအနေနဲ့စိတ်တိုင်းကျစိတ်အလိုကျနေရာမျိုးတွေမှာယင်းနှီးမြုံနှံခွင့်လှုပ်ဆောင်ခွင့်များရရှိပါမည်။အခုပြောင်းအခြေအဆက်လေးတွေပြုလုပ်ရတတ်သောကာလဖြစ်တာကြောင့်ပြောင်းလဲလာတဲ့အနေအထားကိုအဆင်ပြေသားကြအောင်စူးစမ်းရုံးကန်ရပါလိမ့်မည်။ ယခုနှစ်အင်္ဂါသားသမီးများအနေဖြင့်အနီနာရဝန်းကနေအကျိုးစီးပွားရှာဖွေတာထက်ရဝေးကနေအကျိုးစီးပွားရှာဖွေမှုတွေပိုမိုအကျိုးပြုလာနိုင်ပါတယ်။ရဝေးနဲ့ချိတ်ဆက်လုပ်ကင်ရသောလုပ်ငန်းများနိုင်ငံရေးချားလူမျိုးချားတို့နဲ့ပတ်သက်ဆက်နွယ်နေသော လုပ်ငန်းများစသည်တို့ကိုလုပ်ကင်နေသူများအဖို့ယခုနှစ်ဟာပိုမိုပြီးအကျိုးစီးပွားကောင်းမွန်နိုင်သော ကာလဖြစ်ပါသည်။စီးပွားလုပ်ငန်းတိုးချဲ့လိုသူများအတွက်လည်းယခုနှစ်ကစွမ်းရည်တိုးတက်မှု လုံဆောင်နိုင်စွမ်းတွေပိုင်ဆိုင်တတ်ပါသည်ဝန်ထမ်းများအနေနဲ့လုပ်ငန်းပြောင်းလဲမှုတွေအလုပ်နေရာပြောင်းလဲမှုတွေအလုပ်တည်နေရာတက်စတင်ရတဲ့အခြေအနေမျိုးတွေကြုံရနိုင်ပါတယ်ယခုနှစ်အင်္ဂါသားသမီးများအနေနဲ့လုပ်ငန်းပိုင်းမှာနေရာထိုင်ခင်းကအညံ့နေငယ်ရှိနေတာကြောင့်နေရာလို့ရမပြောတာစိတ်ကျဉ်ကျက်တာအကြီးအကဲပိုင်းများနဲ့အဟစာရမဖြစ်တာမျိုးကြုံရနိုင်ပါတယ် ဒီလိုအခြေအနေတွေရှိနေတဲ့အင်္ဂါသားသမီးများအနေနဲ့အနေထားပုံစံတွေအတစ်ပြောင်းလဲလိုက်မယ်ဆိုရင်အဆင်ပြေသွားနိုင်ပါတယ်။သို့တော့အလုပ်ကင်ပိုင်းမှာအစားကနေပြန်ပြန်ဆနေရသောအခြေအနေတစ်မျိုးကြောင့်အနှဲငယ်ပင်ပန်းရတဲ့ချိန်ဖြစ်သည့်သို့တော့အခြေအနေတစ်ကိုမျောလင့်နေသူများအလုပ်တစ်အစပြိုးကျင်သူများအတွက်ယခုနှစ်ဟာအခွင့်အလမ်းသာပါလိမ့်မယ်။အလုပ်တစ်ရှာနေတဲ့အင်္ဂါသားသမီးများအတွက်အခွင့်အရေးများပုံမူရနိုင်ပါသည်။ ရဝေးစည်းဝါးရေးချက်ထွင်းမှုကယခုနှစ်အင်္ဂါသားသမီးများအတွက်များစွာအကျိုးရှိနိုင်တာကြောင့်အွန်လိုင်းစည်းဝါးရေးစတင်ဖို့ရည်ရွယ်ထားသူများလည်းဈေးကွက်ထိုးပေါက်အောင်မြင်မှုများရနိုင်သည်အင်္ဂါသားသမီးများယခုနှစ်စည်းဝါးရေးကဏ္ဍမှာထူးထူးခြားခြားတိုးတက်စေနိုင်သောနှစ်တစ်နှစ်ဖြစ်ပါသည်မိသားစုရေးယခုနှစ်အင်္ဂါသားသမီးများအနေဖြင့်မိသားစုရေးကဏ္ဍပိုင်းမှာအနည်းငယ်အညံ့ရှိနိုင်ပါတယ်အထူးသဖြင့်ဖခင်နဲ့ပတ်သက်ပြီး နေအိမ်နေရာဝင်းကျင်နဲ့ပတ်သက်ပြီးအတိုက်ခံဖြစ်လွယ်တတ်ပါတယ်။ဘာသာရေးနဲ့ဆက်နွယ်နေသောဆောင်စရာအဆောင်ပစ္စည်းများ၊ကရုံးစပင်ပါသောဆရာသမားများအကြောင်းမျိုးမျိုးနဲ့နေအိမ်ကိုရောက်လာပါကလက်မခံသင့်ပါ။အခိုင်များပါလာနိုင်တာကြောင့်မိသားစုကဏ္ဍအပြင် လုပ်ငန်းပိုင်းမြစ်တာရေးပိုင်းနေရာထိုင်ခင်းကဏ္ဍတွေမှာပါထိခိုက်နိုင်တာကြောင့်ယခုနှစ်အင်္ဂါသားသမီးများအနေဖြင့်တတိပြုရပါမည်။ထို့အပြင်အရှိမျောက်အရက်မှာ ူဝင်လူထွက်သတိပြုရမည်တင်းငွေသားသမီးများနေအိမ်မှာညအိမ်ညနေလက်မခံတင်ပါယခုနှစ်အင်္ဂါသားသမီးများအများစုက အိုးအိမ်နေရာထိုင်ခင်းပြောင်းလဲရခြင်းများကြုံရမည် နေအိမ်တစ်နေရာတစ်များမှပြန်လည်စတင်ရခြင်း ဆောက်လုပ်ရခြင်းဖြစ်တတ်သည် နေအိမ်ကိုရဝေးမှမိတ်ဆွေဟောင်းများဆွေမျိုးများရောက်လာတတ်သည်အဆက်အသွယ်ပြည့်နေသူများနဲ့ပြန်လည်အဆက်အသွယ်ရတတ်ပြီးပြန်လည်ဆုံတွေ့နီးစပ်မှုများရတဲ့ကံခွင့်လမ်းများကြုံရနိုင်သည် အောင်လငယ်သားရဲ့အကျိုးပြုမှုများရရှိခံစားရခြင်းအထောက်ကူရခြင်းကြုံရမည့်အငွေကိစ္စများစီစဉ်နေသူများဖို့အစဉ်ပြေပွဲရာရှိနိုင်သည်ငွေကြေးကံယခုနှစ်အင်္ဂါသားသမီးများငွေကြေးကဏ္ဍမှာအနည်းရဝန်းမှထက်ရဝေးနေရာများမှငွေဝင်လန်းချောင်းတွေငွေကြေးစီစဉ်မှုတွေရှိလာတတ်သည်အထူးသဖြင့်နိုင်ငံရဲ့ခြားမှာစီးပွားရှာဖွေနေသူများရှိက၎င်းတို့စီကနေငွေဝင်လန်းများကောင်းနိုင်ပါသည် ယခုနှစ်အင်္ဂါသားသမီးများစုငွေကန်များကောင်းမွန်နေပြီးငွေကြေးလုံးရင်းဝင်ရောက်ကန်များရှိနေတတ်သည်အတိတ်ကန်များလည်းပြန်လည်အကျိုးပြုမှုရှိနေနိုင်တာကြောင့်ကန်စန်းတင်သလောက်ထီကန်များကိုကန်စန်းတင်ပါသည် ယခုနှစ်အင်္ဂါသားသမီးများအနေဖြင့်ကျွေးဟောင်းများပြန်လည်ရရှိတတ်ခြင်းအငွေနှစ်ပစ္စည်းများရရှိတတ်ခြင်းကြုံရပါမည်နေရထိုင်ခြင်းအကြောင်းပြု၍ငွေကြေးထွက်ကန်များရှိတတ်တာကြောင့်မြေဝယ်ရာပြုရာမျိုးအိုးအိမ်ဆောက်လုပ်တာပြုပြင်တာမျိုးတွေကြောင့်ငွေထွက်နိုင်ပါသည် ငွေကြေးချင်းငါချင်းနှင့်လောင်းကစားများကိုတော့တတ်နိုင်သမျှရှောင်စေခြင်းပါသည် ပြုခဲ့ဘူးသော ကုသိုလ်ကံများနှင့် ပြုလုပ်ဆဲကုသိုလ်ကံအလှူဒန်းပေးကမ်းမှုကူညီမှုများကငွေဝင်လန်းချောင်းကို ပို၍ကောင်းမွန်လာစေနိုင်သောနှစ်တစ်နှစ်ဖြစ်ပေသည်။ကျမ်းမာရေးယခုနှစ်အင်္ဂါသားသမီးများရဲ့ကျမ်းမာရေးကဏ္ဍမှာဆက်လက်ပြီးဂယုစိုက်နေထိုင်ဖို့လိုအပ်ပါသေးသည်။ အာယုဇိုအနေပိုင်းမှာတည်ရှိနေတာကြောင့်ကျန်းမာရေးညံ့လွယ်နိုင်ပါသေးသည်အထူးသဖြင့်ရာသီအကူပြောင်းကာလတွေမှာဖျားနာရွယ်ကူတက်ပါသည်အစီအစိမ့်အချုံများအပူဆက်များရောစားတင်ပါသည်ကျန်းမာရေးညံ့နေချိန်များတွင်နန်းတာရောင်ခရမ်းပြာရောင်များ ဝစ်ဆင်ခြင်းရှောင်တင်ပါသည်အထူးသဖြင့်အစာအိမ်နှင့်ဦးလန်းချောင်းဝေဒနာ စီးလန်းချောင်းနှင့်အဆုတ်ဝေဒနာအစီချောင်းဖြစ်သောဝေဒနာများဂရုစိုက်ရမည် ကျမ်းမာရေးရာအနေနဲ့ရေကူးသူများများများပြုလုပ်ပါရေတက်ပယ်ခြင်းတောက်ရေများလှူဒန်းခြင်းပြုလုပ်နိုင်ပါသည်အချစ်ရေယခုနှစ်အင်္ဂါသားသမီးများရဲ့မေတ္တာရေးကံမှာပြီးခဲ့သောနှစ်ကာလမေတ္တာရေးပုံစံနဲ့မတူညီတဲ့အပြောင်းလဲလေးတွေဖြစ်လွယ်တတ်ပါသည်အထူးသဖြင့်အနောက်ရှက်ဝင်လွယ်သော ကာလမျိုးလဲဆိုနိုင်ပါသည်ချစ်သူရေးစားရှိတဲ့အင်္ဂါသားသမီးအများစုကပို၍ယခုနှစ်မှာဂယုဆိုင်ဆင်ခြင်ရပါလိမ့်မည် အထူးသဖြင့်လက်ရှိချစ်သူရဲ့ဂယုဆိုင်မှုနည်းပါးခြင်းအထီးကျန်ခြင်းဝေးကွာမှုများရှိနေခြင်းကနေစ၍လက်ရှိတယောက်နဲ့အဆင်မပြေဖြစ်နေခြင်းမှာအခြားတယောက်နဲ့ပတ်သက်မိတာမျိုးတွေဖြစ်တတ်ပါတယ်။အခြားတယောက်နဲ့ပတ်သက်မိရာကနေတန်ရောစင်များတွေ့တာတက်ပြီးလက်ရှိတယောက်နဲ့နောက်ထပ်တယောက်ကြားရွေးချယ်ရခက်တဲ့အခြေအနေမျိုးကြုံရနိုင်ပါတယ်။ ယခုနှစ်အင်္ဂါသားသမီးများစိတ်ခံစားလွယ်တွေ့ညိလွယ်သော ကာလဖြစ်တာကြောင့်မေတ္တာရေးမှာအလွယ်တကူအမှားယွင်းဖြစ်လွယ်ပါတယ်။မလဲရှုပ်လုံးမိတဲ့လျှိုးဝှက်မှုတွေနဲ့အရှုပ်ရှက်လေးတွေမထင်မှတ်မရည်ရွယ်ပဲများတတ်ပါတယ်။တွေ့ညိလွယ်ဆွဲလန်းလွယ်သော ကာလဖြစ်နေတာကြောင့်တတ်နိုင်သမျှမေတ္တာရေးကိစ္စတွေမှာစိတ်ရောကိုယ်ပါမလိုက်စားသင့်သောကာလဖြစ်ပါတယ်။ ယခုနှစ်အင်္ဂါသားသမီးများအနေဖြင့်အချစ်တစ်ကိုရှာဖွေနေသူများအတွက်မိမိထက်ငယ်ရွယ်သူများနဲ့ဆုံရတတ်သလိုတနင်းငွေသားသမီးစနေသားသမီးများနဲ့ဆုံစည်းရတတ်ချိန်လည်းဖြစ်ပါသည်ချစ်သူရည်စားမရှိသူများအဖို့ချစ်သူရည်စားရလဲရလွယ်တက်သလိုမိမိဘက်ကဆွဲဆွဲလန်းလန်းချစ်မိကာမမိမိပေါ်ပြောင်းလဲသွားတက်သလိုပြက်လဲပြက်လွယ်တက်ပါသည် ယခုနှစ်ချစ်သူနှစ်ဦးကြားလိမ်မော်ရောင်အညိုရောင်အတုံးဆောင်ပစ္စည်းများမပေးသင့်သလိုပရင်းလက်ဆောင်များမပေးသင့်ပါယခုနှစ်အင်္ဂါသားသမီးများအနေဖြင့်တတိပြုဖို့အနေနဲ့မလဲရှုပ်မလုံးမိစေဖို့ပါမလုံးတိတိုင်းရှုပ်သလိုပွေးသလိုအခြေအနေမျိုးကိုထင်ဟက်စေနိုင်သောကံအခြေအနေမျိုးတွေနဲ့ကြုံရစေနိုင်သည် မိမိလောက်တာနည်းနည်းထင်ခံရတာများများဆိုသလိုနမဲကြီးထမင်းငက်တဲ့ကိန်းမျိုးပါတတိပြုပါမဟုတ်ရင်လက်ရှိချစ်သူနဲ့ပြဿနာရှင်းရနိုင်သလိုဘလို့ဖုံးဖုံးပေါ်လာနိုင်ပါသည်နမဲကုံတိတ်ခါပိုင်းထိမ့်သိမ့်ဂယုစိုက်တင်သောနှစ်တစ်နှစ်ဖြစ်ပါသည်အိမ်ဆောင်ရေးယခုနှစ်အင်္ဂါသားသမီးများရဲ့အိမ်ဆောင်ရေးအခြေအနေကတော့မူလဇာတာအိမ်ဆောင်ရေးကံများကောင်းမွန်တဲ့သူမျိုးဖြစ်နေရင်တောင်ဂယုစိုက်ရမယ်နှစ်မျိုးပါအမျိုးသမီးဖြစ်ဖြစ် အမျိုးသားဖြစ်ဖြစ်အိမ်ဆောင်ရေးထိန်းသိမ်းဖို့လိုသလိုအိမ်ဆောင်ဘက်နဲ့ကြားအဆင်မပြေမှုလေးတွေကနေစ၍ဘေးလူဝင်ရောက်လွယ်နိုင်တာကြောင့်ဂရုပြုစင်ကျင်ရပါမယ်။လူငယ်လူလွတ်တွေတောင်တွင်ညှိလွယ်သောကာလဖြစ်တာကြောင့်အိမ်ဆောင်သင်များဖို့ရွေးရာဆောင်တာတွေမပြုလုပ်တဲ့သောနှစ်တစ်နှစ်ပါဝေးကွာနေသောအိမ်ဆောင်သင်များအဖို့လူချင်းဝေးနေပေမဲ့စိတ်ချနှိစက်မှုများရှိလာတတ်ပါသည်။ ယခုနှစ်ဟာအင်္ဂါသားသမီးများအနှစ်နှစ်အလားလာကကွဲကွာနေသောအိမ်ောင်တွေများဖို့နီးစပ်ခွင့်များရလွယ်သောကံများနဲ့ကြုံရနိုင်ပါသည်။ဈာခံချိတ်ဆက်ကူညီပေးသူများပေါ်လာတတ်ပါသည်။ဒါကြောင့်မို့နီးစပ်အောင်စူးစမ်းလို့အဆင်ပြေနိုင်သောကံအထောက်ပံ့များရရှိနိုင်ပါလိမ့်မည်။အဆက်တွေပြည့်နေသူတွေအစင်မပြေဝေးကွာခွဲခွာနေသူတွေပြန်လည်နှိစက်ခွင့်ရတတ်ပါသည်တအိုးတအိမ်တူရှိနေသူတွေကတော့ ိမ်နောင်ဘက်အပေါ်ပွင့်လင်းဖို့လိုသလိုအိမ်နောင်ရဲ့အရှုပ်ရက်တွေမလုံးမိဖို့တတိပြုတင်သည်ပြုခဲ့ရင်လည်းဖုံးဖိမရပြဿနာများရှင်းရနိုင်ပါတယ်အဆောင်ပစ္စည်းများနဲ့ပရင်ယခုနှစ်အင်္ဂါသားသမီးများအနေနဲ့အဝင်မသင့်ပါအိမ်နောင်ရေးကိုလည်းထိခိုက်နိုင်သောအကြောင်းဖြစ်ပါသည် ပညာရေးယခုနှစ်အင်္ဂါသားသမီးများရဲ့ပညာရေးကဏ္ဍမှာတော့အခက်ခဲကြုံတွေ့သော ကာလမျိုးဖြစ်ပါသည်ဘလို့အခြေအနေမျိုးမှာပဲဖြစ်ဖြစ်ကတိကပ်ဖဲ့လေးတွေနဲ့ရှောရှောရူရူမဖြစ်တာမျိုးကြုံရတတ်ပါသည်သို့တော်မျှော်မှန်းထားသောသင်တန်းတက်ရောက်ခွင့်ပညာသင်ကြားခွင့်များရနိုင်ပါသည် အင်တာဗျူးကိစ္စနဲ့ဆောင်မေးပွဲဖြေဆိုမဲ့ကာလမျိုးတွေမှာအ내ရောင်များကိုဝတ်ဆင်ခြင်းရှောင်ကျင်ရမည်ပညာရဲ့တစ်ခုခုကိုလေ့လာနေသူများအတွက်ယခုနှစ်တည်စိတ်ကူးတစ်တွေပေါ်ပေါက်ခြင်းတည်မြင်တည်လွယ်မှု အလွန်အားကောင်းနေမဲ့နှမျိုးဖြစ်ပါသည်ပညာရေးနဲ့အင်တာဗျူးကိစ္စများကိုလိုချင်တဲ့လိုင်းရီမန်းထားတဲ့ပုံစံနေရာမျိုးရတတ်နိုင်ပေမဲ့လက်တွေ့လှုပ်ဆောင်ရသောကာလတွေမှာအခက်အခဲလေးတွေတွန်တွဲပါလာနိုင်တာကြောင့်ယခုနှစ်အင်္ဂါသားသမီးများအနေဖြင့်ပညာရေးကဏ္ဍများမှာစိတ်ရှည်တီးခံစွာဖြင့်စ조사အားထုတ်သင့်သောနှစ်တစ်နှစ်ဖြစ်ပါသည်ဒီနှစ်အတွက်အထူးဆောင်ရန်ရှောင်ရယ်များ အယောင်ဆောင်ရံအယောင်မှာအနက်ယောင်အနီယောင်လို့ဖြစ်ပါတယ်။ရှောင်းရံအယောင်မှာလိမ္မော်ယောင်အညိုယောင်မိခိုးယောင်လို့ဖြစ်ပါတယ်။အရသာဆောင်းရံအရသာမှာအဖန်ချင်တို့ဖြစ်ပါတယ်။ရှောင်းရံအရသာမှာအချိုအစီစိမ့်အပူဆက်တို့ဖြစ်ပါတယ်။ အရက်မျက်နာကောင်းသောအရက်မှာအနောက်အရက်အနောက်တောင်အရက်တို့ဖြစ်ပါれသတိပြုရန်အရက်မှာအရှေ့မြောက်အရက်တို့ဖြစ်ပါれနေများကောင်းသောနေများမှာစနေနေ့ကြာသပတေးနေ့အင်္ဂါနေ့တို့ဖြစ်ပါれသတိပြုရန်နေများမှာတနင်္ဂနွေနေ့ဗုဒ္ဓဟူးနေ့တို့ဖြစ်ပါれခဏန်းများအကျိုးပေးသောခဏန်းများမှာ953တို့ဖြစ်ပါれ အကျိုးမပေးသောကနန်းများမှာတရှိတူဖြစ်ပါれယကြတဖျားចောင်းကံပြုပြင်မွမ်းမံသောနေရာများတွင်တက်နိုင်သောငွေကြေးလှူပေးပါလိုအပ်သောနေရာများတွင်ကလားထိုင်ခင်းနေရာများလှူပါနေ့ယခုနှစ်အတွက်အဆောင်ရဏနာအနေနဲ့မဟူရာနီလာစသည်တဲကအစဉ်ပြေရာကိုအဓိကသုံးဆွဲဝတ်ဆင်၍ကံကောင်းခြင်း လူချစ်လူခင်ပေါ်များခြင်းလက်လာပကြွယ်ဝခြင်းများရရှိပါမည် သုံးဆန်စီစေးစားကုသိုလ်ရရာလေးကိုလာပြည့်နေတိုင်းပြုလုပ်ပေးပါနွမ်းပါသောသူများကိုအစားအစာများကုသိုလ်ပြုပေးပါအင်္ဂါသားသမီးများအားလုံးကိုစိတ်နှစ်ဖြာစမ်းမချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမူရရှိကြပါစေ။အင်္ဂါသားသမီးများအတွက်အကျိုးရှိပါကကွန်မန့်မှာတစ်ခုခုရေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။မိတ်ဆွေတို့ရဲ့ အခက်ခဲတွေကိုဆရာထက်မြတ်အောင်နဲ့ဗေဒင်မေးမြန်းဆွေးနွေးတိုင်ပင်လိုတဲ့အခါထက်မြတ်အောင်မြမရိုးရာဗေဒင်ပညာ Telegram နဲ့ Facebook Messenger တို့မှာဓာတ်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ကျေးဇူးတင်ပါတယ်မြမရိုးရာဗေဒင် Channel မှာ နာမည်ကြီးဗီရင်ဆရာများဤနေစဉ်ဟော့စတယ်များအပတ်စဉ်ဟော့စတယ်များလစဉ်ဟော့စတယ်များနှစ်စဉ်ဟော့စတယ်များနှင့်ဘဝတသက်စာဆောင်ရန်ရှောင်ရယ်များနှင့်ယတာတို့ကိုပါအချိန်နှင့်တပြေးညီတီးကြတီချစွာ တင်ဆက်ပေးနေလို့မြမရိုးရဗီရင် channel လေးကို subscribe လေးနှိပ်ပြီးအစ်စ်တင်တိုင်းသိရအောင်ဘေးနားကခေါင်းလောင်းလေးကိုလည်းနှိပ်ပေးထားခဲ့နော်